ဂိတ်ကြီးကိုပိတ်တီးမယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့ဝမ်ဘလီပြားတို့ဟာသူတို့ရဲ့အိမ်ခွင်မှာပဲ1-4ဆိုတဲ့ရလဒ်နဲ့ဂိတ်ကြီးတို့ပြည်တဲ့နာကျင်မှုတွေကိုခံစားခဲ့ရပါပြီ။ Host တော့ရပ်ပါတော့လို့တောင်ပြောယူရတော့တဲ့အထိဂိုပြက်အနိုင်ယူခဲ့တာကြောင့် social media တစ်ခုလုံးမှာဂိမ်မှုတို့ရဲ့ဒီစင်မာလေဂျန်ကြီးကစတင်တိုက်ခတ်နေပါပြီ။ဒီပွဲစဉ်အတွက် Man U ဘက်ကနေပွဲချိန်25မိနစ်မှာဂိတ်ရဲ့ခေါင်းဆောင်ကြီး Bruno Fernandes ကဥဆောင်ကိုသွင်းပေးခဲ့တာပါ။ဟူဘတ်အတင်းအတွက် ဂျင်းရနာဘယ်လီကာရီယာပထမပိုင်း55မိနစ်ကျော်မှာခြေပါကိုပြန်လည်တွေ့ယူခဲ့ပါတယ်။နောက်ထပ်ဂိုးတွေကိုတော့မန်ယူဘက်ကဘရိုင်ယန်အမ်ဘီရူမူက52မိနစ်မှာထပ်မံတွေ့ယူခဲ့ပြီးရုပ်ချော့ပေးရင်အောင်ရပါပြီလို့တောင်းပန်ထားရတဲ့နေဆန်မောင်က62မိနစ်မှာဂိုးထပ်တွင်ခဲ့ပါတယ်။နောက်ဆုံးပိတ်အနေနဲ့82မိနစ်မှာဘရူနိုကပင်လယ်ရီယားနဲ့ထပ်မံဂိုးသွင်းနိုင်ခဲ့တာကြောင့်တခင်ကြီးကဝေးခွင့်မှာ 1.4ဆိုတဲ့ version နဲ့ဒီဇင်ဘာရဲ့အများမှုနဲ့တူရမတ်25မှာယူထားပြီးအဆင့်6နေရာမှာခန်းစားဆန်းစားနေပြီဖြစ်ပါတယ်။နောက်ပွဲစဉ်အဖြစ်ဒီဇင်ဘာ15ရက်နေ့မှာမြန်မာလေးချဲစီအသင်းကိုအင်ကွင်းမှာအခက်ကလာသွားမှာလည်းဖြစ်ပါတယ်။ဂိမ်းမှုတို့ရဲ့လေထန်တဲ့တောင်မခံချင်ဘူးဆိုရင်တော့တစုံတနယ်လို့လို့ခုအောင်းတိုင်းချင်ထားကြပါခင်ဗျာ။ အခသာချစ်သူတွေအတွက်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကွန်တက်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။